ဘောရတဲ့ဟိုချစ်စရာကောင်းတဲ့ခွေးတကောင်ဝင်လာတာပေါ့သူ့နာမည်ကိုတော့ပူတူတီလို့နာမည်ပေးလိုက်တယ်သူ့ကိုရဲရောက်ချင်းပဲစီကံပို့ရတယ်လီလာပိုင်း၃ရက်နေပေါ့အဲ့ဒီမှာ तू က 1.5kg ပဲရှိတယ်နှစ်2.2နဲ့မြောက်လာလို့ရှင်၃မောင်ကြောကြောလေးပေါ့၃မောင်ကြောကြောလေးကိုယ့်ရဲ့သားလေးမွေးကားသားလေးအရွယ်လေးနဲ့ကွက်တီပဲ ရောက်တာနဲ့အစည်းုံပို့ပါအစည်းကမ်းပို့ပါတယ်သူ့မှာအနာလေးကြီးလည်းပါလာတာပေါ့ကြီးအောင်ပူစင်းညောက်တော့လေးပူစင်းညောက်တော့ချစ်စရာလေးဘွားရဲကိုဝင်လာတာအဘွားရဲကိုဝင်လာတယ်ဒီခွေးလေးပူတူးလေးရောက်လာအောင်အိမ်ကိုရောက်လာဖို့အတွက်ဝိုင်းဝန်းကူညီကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရောက်တာနဲ့စကတ်ကိုဆွဲတာပဲဘလို့ကလေးမှမသိပါဘူးပူစင်းညောက်တော့လေးအင်း တတော်ဝါတွေထဲမှာမှလူတွေချစ်ထားပြီပြီတတော်ဝါလေးတွေဒီတိရိစ္ဆာန်လေးတွေကိုမမွေးပါအောင်ဆိုရောက်လာတယ်လေတုံးလုံးလေးဆောက်လာတာပုစီလေးကြီးဦးရောက်လာတဲ့အစကတ်ကိုဆွဲတယ်ဆွဲတယ်အမလီပြောမနေနဲ့တော့ဒီသူ့အသူတော်လမ်းကောက်ကောက်ပြောင်းနိုင်ဘူးအဲ့လိုအဲ့လိုအာအဲ့လိုပြီးတော့ပရမောသစားတဲ့ဂျိုးလေးကတော့ကျွတ်ကျွတ်ဂျိုးလေးပေါ့သူနဲ့လမ်းလျှောက်အော်အဲ့ဒါလမ်းလျှောက်ရင်လည်းအဲ့လိုဆွဲတာပဲ လမ်းလျှောက်လည်းဆွဲတာပဲဆီအောင်နဲ့တော့ပုံမှန်ပြရတယ်ကာကွယ်ဆေးတွေထိုးရတယ်ခလေးတယောက်မွေးတယ်လို့ပဲအတူတူပဲသူကလည်းဒါအခုဆိုလို့ရရှင်တဖြည်းဖြည်းနဲ့ရွေရောက်လာတာပေါ့ကျူးကျူးကျိုးလေးရနေပြီးတော့တခါရဲကျိုးကြီးလှုပ်လို့မရတော့ကျိုးအသေးလေးကျိုးအသေးလေးကလည်းပုစီလေးပေါ့ဒီမှာအဘိုးတဖြည်းဖြည်းနဲ့လုံတုံးလေးဖြစ်လာလုံတုံးလေးလုံတုံးလေးဖြစ်လာတယ်ချစ်တာအကုန်လုံးကဝိုင်းပြီးတော့ချစ်ကြတာအရင်ကလေးတွေကလည်းအော်ဆွဲပါတယ် ဘယ်နာရှားရှားဒီစကတ်တွေဆိုတာလည်းရားစရာကိုမရှိဘူးအကုန်လုံးအခုဆိုရင်တော့အပေါက်တွေတောင်ဖြစ်ကုန်ပြီပြီးရင်တမ်းမလန်းနာတွေလည်းအကုန်လုံးဆွဲတာအာသူ့ဘတ်သူတော်လမ်းကောင်းကောင်းမချောင်းတာကိုလုံးတုံးလေးကသူ့နာမည်လေးကပတူလေးပါဘွားတယ်ဝင်လာတာပေါ့နော်အဲတနေ့တနေ့လေမိုးလင်းတာနဲ့စကတ်ကိုဆွဲတာနဲ့အခုဆိုရင်တော့တမ်းမတော်မရတော့အဲဒါဒါနောက်ဆုံးပုံလေးစကတ်တွေလည်းအပေါက်တွေဖြစ်ဆွဲလုံးအခုတော့အကောင်ကြီးက အ 1.5kg ကနေ 10kg ကျော်သွားပါပြီအခုဆေးကန်းပပြတာသူ့ကိုဖတ်တာရတယ်တခါလဲကြောက်တာကြောက်တာကြောက်တာဆိုတာဒီမှာဖတ်ပြီးတော့ဒီမှာလက်လက်တကူလက်တွေရောတကူလုံးလည်းတရေတွေကျပြီးတော့ဆေးကန်းပြပြီးတော့ရေအောင်ချိုးရတယ်ဒီမှာဆေးနှလုံးထိုးလိုက်တယ်သူ့ဒီနေ့တော့သူ့ကိုဆေးနှလုံးထိုးလိုက်တယ်ကာကွယ်ဆေးကာကွယ်ဆေးပေါ့နော်ကာကွယ်ဆေးလည်းမထိုးလို့မရအောင် ။သူဆလာတော့ကလည်းယောဂတွေပါလား။ကလေးမွေးတယ်လို့ပဲပေါ့ပုံမှန်ကလေးလေးကိုလာသားလေးကိုဆေးထိုးတယ်လို့ပဲဒီနေ့တော့ဆေးနှလုံးထိုးလိုက်တယ်။အရင်တစ်ခေါက်ကဆေးထိုးပြီးအံလို့ဒီတစ်ခေါက်တော့ဆေးမတိုက်ဘူးသွေးဟိုဆေးပဲထိုးလိုက်တယ်။ဆေးလုံးလေးတွေယူလာပြီးတော့နောက်နှစ်နာရီလောက်နေမှတိုက်ပါမယ်။အခုတော့တန်းကီဂျီ3.4ကီဂျီအောင်ဖြစ်သွားပြီ။